မင်္ဂလာပါရှင်ဒီနေ့ကတော့950ဆက်တော့ဧကကနိပတ်ထဲကနပတ်129အဂိကဘာရာဒွါရဇဆက်တော်အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဆက်တော်ကနပတ်128ပြီးလာရပတာဆက်တော်နဲ့အတိတ်ဝတ္ထုပစ္စုပန်ဝတ္ထုအကုန်လုံးအတူတူပဲဖြစ်ပါတယ်ရှင်ဒီဆက်တော်ကတော့ ခေါင်း၌ဥဇွန်ပုတ်ထား၍ကြွတ်တို့ကိုလှဲ့စားကတနေ့တကောင်စားသည်ဖြင့်ကြွတ်အပေါင်းတက်၍အစားခံရသောမြေခွေအကြောင်းအောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင်။နလူတို့ဤဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်စေတဝန်ကျောင်း၌တရင် သုံးတော်မူစဉ်အံ့ဖွယ်တရေကိုပြုတ်တတ်သောယဟန်တပောက်ကိုကြောင်းပြု၍အောက်ပါအိဋ္ဌဇက်ကိုဆောင်းတော်မူသည် လွန်လေပြီးသားအခါဗာဒနတိပြည်ဝဲပြမတတ်မင်းမင်းပြုတည်ရှိသောဖျားလောင်းသည်ကြွက်မင်းဖြစ်၍ကြွက်အပေါင်းချံရန်ကတော၌နေလေ၏သူအကာမြေခွေးတကောင်သည်တောမီလောင်လက်တော်မပြေးနိုင်သည်ဖြစ်၍တစ်ပင်တစ်ခုတွင်ခေါင်းဆိုင်ကနေလေ၏ကိုအမွေးတို့သည်မီးလောင်ကုန်၏တစ်ပင်နှင့်ထိရာထိတ်လေ၌သာအနှဲငယ်ကြံတော်တစ်ပြည့်ဥဆုံးဖုတ်ကဲ့သို့ဖြစ်နေ၏ တနိဒနိုင်ထိုမြေခွေးသည်ရေအိုင်၌ရေတောက်လက်တော်ရေတွင်ထင်သောရိတ်ကိုကြည့်လျက်ဥဆုံဖုတ်ကိုမြင်၍ယခုငါမှအတက်မွေးရန်အံပွေတည်းတခုရရှိပေပြီဟုဝမ်းမြဝမ်းသာတော၌လှဲ့လေပြန်တော် ကြွက်အပေါင်းကိုမြင်လေကြွက်တို့ကိုလှဲ့စား၍စားမြေဟုကြံစီကကြွက်တို့နေရာအနီးဝယ်နေတို့မျက်နှာပြုလျက်ပါဇက်ဖြစ်လေးကိုခံယူကခြေတချောင်းတည်းဖြစ်သာရဲ့၍နေ၏ကြွက်မြင်သည်အစာရှာသားတည်ရှိသောမြေခွေးကိုမြင်လျင်ဤမြေခွေးကအကျင့်တီလာရှိသည်ဖြစ်လေမည်ဟုမြေခွေးအနီးတို့တွားကအရှင်အရှင်အမည်ဘလို့ခေါ်ပါသည်နည်းဟုမေး၏အချင်းအကိကဘာရ ဒွါရဇဟုခေါ်သည်ဟုပြောလေ၏အဘဲကြောင့်ဤရက်တို့လာပါသည်နည်းဟုမေးပြန်၏အချင်းတင်းတို့ကိုစောက်ရှောက်ရန်လာသည်ဟုပြောလေ၏အရှင်ဘယ်လိုစောက်ရှောက်ပါမည်နည်းဟုမေးပြန်ရာတင်းတို့တွင်းတို့ဝင်တော့အခါထတ်တော်အခါကြွက်ဤများရှိသည်ဟုအမိကိုရေးတွဲ၍စောက်ရှောက်မည်ဟုပြန်ပြောလေ၏အရှင်ဒီလိုဖြစ်နေစောက်ရှောက်ပါဟုဆိုလေ၏ မိခွေးဒီတွင်းမထွက်တော်အခါ၌အနည်းတွင်ဆောက်၍တကောင်နှကောင်စသည်ဖြစ်ရေးတွက်ပြီးလျင်ပြန်လာ၍တွင်းတို့ဝင်သောအခါ၌လည်းထို့တူရေးတွက်ကနေ့စဉ်နောက်ဆုံးကြွက်တကောင်နှကောင်ကိုဖမ်း၍စားလေ၏ထိုအခါကြွက်တို့တစ်ဖြည်းဖြည်းနဲ့ပါသည့်ကြွက်မင်းကိုပြောကြားရာကြွက်မင်းသည်မိခွေးအပေါ်၌ယုံမားတနေရဖြစ်၍တိအောင်စုံစမ်းမည်ဟုတွင်းတို့ဝင်သောအခါကြွက်တို့ကိုရှေ့ဦးစွာဝင်စေပြီးလျင်မိမိသည်နောက်ဆုံးမှဝင်လေ၏ မြေခွေးသည်စားမြေဟုပြေးလာသောအခါကြွက်မင်းသည်နောက်တို့ပြန်လှည့်လျက်ဟဲအကိကဘာရဒွာရဇကောင်းတော်အကျင့်တီလာရှိ၍ဥကောင်းတွင်ဥဆုံးဖုတ်ထားသည်မဟုတ် အစာဟုသောအကြောင်းကြောင့်ထားပြီးသည်ကြွက်တို့ကိုစောက်ချမည်ဟုဆို၍အမိကိုရေတွက်ရသည်ဤမြဖြင့်တော်လောက်ပြီး ုဆို၍ခုံလွားကမြေခွေ၏လယ်မျိုးကိုကပ်၍နှချမ်းကွဲစီတစ်ဖြစ်မြေခွေတေလေ၏ကြွက်ပေါင်းတို့လည်းမြေခွေကိုစားကြကုန်၏။နောက်ကြတော့ကြွက်တို့မစားလိုက်ကြရကုန်။ထိုအခါမှစ၍ကြွက်တို့မှဘေးရန်ကင်းလေ၏။ဤတို့လည်းမြတ်စွာဘုရားသည်အသိပိစုံပန်နတန်တော်ဝထုတို့ကိုအနုတန်သည်ဆက်ဆက်တော်မူလျက်ယဟန်တို့ထိုအခါမြေခွေသည်ယခုအခါအံ့ဘွယ်တည်းကိုပြုတ်တတ်တော်ယဟန် ပြမင်းဒီငါဖျားဖြစ်လာပြီဟုဇက်ကိုပောင်းတော်မူသည်အကိကဘာရာဒရဇဇတ်တော်ဤတွင်ပြီအခုလိုဖျက်ပြခွေရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နားထောင်ပေးကြသူများအလုံးလည်းနှလုံးစိတ်ဝင်ငြိမ်းချမ်းကြပါစေ